ဒီနေ့မှာတော့ကျွန်တော်တို့ဟာကမ္ဘာစည်ရေးပြိုင်ဆိုင်မှုတွေကြားကစိုးရိမ်ထိတ်လန့်ပွဲရာအကောင်းဆုံးသတင်းတစ်ခုကိုအတူတကွဆန်းစစ်ကြည့်ကြမှာဖြစ်ပါတယ်။ဒါကတော့အရှေ့လေပိုင်းရဲ့အမြဲတမ်းမငြိမ်မသက်တင်းမာနေတဲ့အခြေအနေတွေကြားတွေကိုဤပညာမြင့်စစ်လက်နက်ဆန်တခုရောက်ရှိလာနိုင်တဲ့ချိန်ချောက်မှုအကြောင်းပါပဲ။ဒီသတင်းကြောင့်အထူးသဖြင့်အစ္စရေးနိုင်ငံဟာအခုအခါမှာတကယ့်ကိုထိုင်မရထမရလှုပ်လှုပ်ရှားရှားဖြစ်နေရပါတယ်။ဘာကြောင့်အစ္စရေးကဒီလောက်တောင် စိုးရိမ်နေရတာလဲ။အီရန်နဲ့ရုရှားတို့ကကမ္ဘာစစ်မြေတွေပေါ်မှာ ပြောတသက်ချိန်ချောင်းနေလို့တော့မဟုတ်ပါဘူး။အဲ့ဒီလိုစကလုံးတွေနဲ့ချိန်ချောင်းမှုတွေကသူတို့အတွက်အသက်ဆန်းမဟုတ်တော့ပါဘူး။အခုအစ္စရေးရဲ့စိုးရင်ထုတ်လွှင့်မှုကပိုပြီးနန်းနေတဲ့ပိုပြီးကြောက်စရာကောင်းတဲ့အကြောင်းရင်းတစ်ခုကနေထွက်ပေါ်လာတာပါ။အဲ့ဒါကတော့မော်စကိုကနေအီရန်စီကိုလျှို့ဝှက်ပို့ဆောင်လိုက်တယ်လို့ယူဆရတဲ့အစစ်မြေဆက်လက်နက်ပစ္စည်းတစ်ခုကြောင့်ပါပဲ။ဒါဟာတာမန်အကူအညီပေးတာမျိုးရေရွတ်လက်နက်အဟောင်းတွေပေးရတာမျိုးလုံးဝမဟုတ်ပါဘူး။ဒါဟာစစ်ပွဲတစ်ခုရဲ့အခြေအနေတစ်ခုလုံးကိုတစ်ဖက်ဆောင်းနေပြောင်းပြန်လှန်ပစ်နိုင်စမ်းရှိတယ်လို့ယုံကြည်ရတဲ့ အလွန်အဆင့်မြင့်ပြီးနောက်ဆုံးပေါ်ဆက်လက်နေစနစ်တစ်ခုဖြစ်နေလို့ပါဒီသတင်းတွေကစည်ရင်းနဲ့နိုင်ငံရေးအတိုင်းဝိုင်းတွေကြမှာလှင်ပြန်စွာနဲ့ပြန့်နှံ့နေပါတယ်ဒီလက်နက်သားတကယ်တမ်းအီရန်လက်ထဲရောက်ရှိပြီးအသင့်အနေထားဖြစ်သွားခဲ့ရင်စည်ရေးအခြေအနေများစွာပြောင်းလဲသွားနိုင်ပါတယ်အစ္စရေးရဲ့တိုက်လေယာဉ်တွေဟာအရင်လိုအီရန်လေပိုင်းနက်နားတဝိုက်မှာလွတ်လပ်စွာပြန်တန်းဝင်ရတော့မှာမဟုတ်ပါဘူးသူတို့ရဲ့အဖိုးတန်ပယ်ဒိန်းတုံးကြီးတွေနဲ့တိကျစွာပြတ်မှတ်ထားတိုက်ခိုက်ရေးစနစ်တွေဟာအစွဲကျိုးသွားနိုင်ပါတယ် တို့ရဲ့တိုက်ခိုက်မှုတိုင်းဟာကိုယ့်ဘက်ကိုပြန်လှည့်လာနိုင်တဲ့အန္တရာယ်ရှိပါတယ်။ဒါကြောင့်မလို့အစ္စရေးနိုင်ငံရဲ့မြို့တော်တယ်အဖစ်မြို့တော်ဟာအခုရင်တမမှဖြစ်နေရတာပါ။ဘာဖြစ်လို့လဲဆိုတော့ဒီသတင်းတွေကအမှန်ဖြစ်ခဲ့ရင်တမိုင်းမှာပထမဆုံးအကြိမ်ဖြစ်အစ္စရေးဟာခါးသီးတဲ့အမှန်တရားတစ်ခုကိုလက်ခံရတော့မှာဖြစ်ပါတယ်။အီရန်ကိုစစ်ရေးအရတိုက်ခိုက်တယ်ဆိုတာဟာအရင်လိုအမြဲတမ်းအောင်ပွဲခံနိုင်မှာမဟုတ်ပဲကပ်ဘေးကြီးတစ်ခုဖြစ်သွားနိုင်တယ်ဆိုတာပါပဲ။အခုတော်တော်များများစိတ်ဝင်စားနေကြတဲ့မေကွန်ကြီးကတော့ ရုရှားကဘလို့သေးသေးနိုင်လောက်တဲ့လက်နက်စမ်းကြီးကို ပို့လိုက်လို့အစ္စရေးတနိုင်ငံလုံးအတန်တိတ်ထိတ်လန့်တုံလုံးနေရတာလဲဆိုတာပါသူ့နာမည်ကခရာစုခါလို့ခေါ်ပါတယ်ခရာစုခါဟာတာမန်အားဖြင့်မင်မှုနေကြလက်နက်လို့မဟုတ်ပါဘူးသူဟာတိတ်တဆိတ်အလုပ်လုပ်တဲ့လျှက်စစ်စစ်စင်ရေး Electronic Welfare EW စနစ်တခုပါခရာစုခါစနစ်ကိုရုရှားနိုင်ငံပိုင်ကာဝေးလုပ်ငန်းစုကြီးဖြစ်တဲ့ Rostock ကတီထွင်ထုတ်လုပ်ထားတာပါ လေလာသုံးသက်သူအများအပြားကဒါဟာရိုးရိုးကာကွယ်ရေးစနစ်တသက်မဟုတ်ဘူးလို့ယုံကြည်ထားကြပါတယ် ဒါဟာအစုလိုက်ပြုံလိုက်အဆက်အသွယ်ပြတ်တောက်စေတဲ့စနစ် Max Blinding System တစ်ခုပါပဲ။သူဟာရန်သူရဲ့ radar တွေ drone တွေပယ်ဒိန်းတုံးကြီးတွေကိုလမ်းပျောက်သွားအောင်ပြုလုပ်နိုင်ပါတယ်။ပြင်မှတ်စီမရောက်ခင်မှာပဲအလိုလိုပျက်စီးသွားအောင်လုပ်နိုင်စွမ်းရှိပါတယ်။ဒါကြောင့်မလို့ခရာဆူခါကိုကမ္ဘာပေါ်မှာအန်ဒီရဲ့အစီအစုံလျက်စစ်စစ်စင်ရေးစစ်လက်နက်အဖြစ်စစ်ရေးကျွမ်းကျင်သူများကသတ်မှတ်တင်စားပြောဆိုနေကြတာပါ။သူကိုစတင်အသက်သွင်းလိုက်ပြီးဆိုတာနဲ့ခရာဆူခါဟာအလွန်အင်အားပြည့်တဲ့ jamming wave တွေကိုစတင်ထုတ်လွှင့်ပါတော့တယ်။ ဒီလိုင်းလုံးတွေဟာရန်သူအသုံးပြုနေတဲ့ကြိမ်နှုန်း frequency တွေကိုလျှက်စစ်စူညံတန်း electronic noise တွေနဲ့လွှမ်းခြုံပစ်လိုက်ပါတယ်။ရာလတ်အနေနဲ့ရန်သူရေဒါတွေဟာချက်ချင်းပိတ်ကျသွားပါတယ်။လေယာဉ်တွေနဲ့စစ်သားတွေရဲ့ဆက်သွယ်ရေးတွေပြတ်တောက်သွားမယ်။ရန်သူပစ်မှတ်ခြေရာကန်စနစ်တွေ tracking system ဟာပစ်မှတ်ကိုလုံးဝရှာမတွေ့နိုင်တော့ပါဘူး။တက္ကနအတွင်းမှာပဲရန်သူကောင်းငင်ရန်နဲ့စစ်စင်ရေးစနစ်တစ်ခုလုံးဟာလုံးဝအဆက်အသွယ်ပြတ်တောက်သွားပါတော့တယ်။ဒါပေမဲ့သူ့ရဲ့အခန်းကဏ္ဍကကာကွယ်ရေးတသက်တယ်မဟုတ်ပါဘူး။ ခရာဆူကာဟာကိုကေးရေးစခန်းတွေစစ်ခြေဆိုင်စခန်းတွေလေကြောင်းရန်ကာကွယ်ရေးစနစ်တွေအတွက်တာမဏိဒိုင်းကာတစ်ခုဖြစ်လဲအဓိကအရေးပါတဲ့ကဏ္ဍကနေဆောင်ရွက်ပေးနိုင်ပါတယ်လို့သုံးသပ်နိုင်ပါတယ်။အီရန်လက်ထက်မှာဒီစနစ်ရှိနေပြီဆိုရင်တီဟရန်မြို့တော်ကအရေးကြီးတဲ့အဆောက်အုံတွေဥပမာနျူကလ িয়ার စခန်းတွေစည်ရေးဗဟုဌာနတွေဟာအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေကနေထိထိရောက်ရောက်အကာအကွယ်ရသွားနိုင်ပါတယ်။အစ္စရေးရဲ့စင်မြင်တိုက်လေယာဉ်တွေအဖိုးတန်ထောက်လှမ်းရေးဒရုန်းတွေတိကျမှုအမြင့်ဆုံးပယ်ထိန်ထုံးကြီးတွေအားလုံးဟာ ြေပြင်ပြစ်မှတ်ကိုမထိမှန်ခင်မှာပဲထိမ့်ချုပ်မှုလုံးဝလွတ်သွားပြီးပြတ်ကျသွားမယ်အန္တရာယ်ပေါ်လာခဲ့ပါပြီ။တနည်းအားဖြင့်ပြောရရင်အီရန်ဟာတမန်ရိုးချလက်နက်အစ်စ်တစ်ခုထပ်တိုးလိုက်တာမဟုတ်ပါဘူး။သူတို့ဟာစစ်ပွဲတစ်ခုလုံးရဲ့အခြေအနေကိုတစ်ဖက်ဆောင်းနှင်းပြောင်းပြန်လှန်ပစ်နိုင်တဲ့မမြင်နိုင်တဲ့အကာအကွယ်တိုင်းကြီးတစ်ခုကိုရရှိသွားတာဖြစ်ပါတယ်။ဒါကြောင့်မလို့ခရာဆူခါဆိုတဲ့နာမည်ဟာအခုခါမှာတဲလ်အဗစ်မြို့တော်မှာအကြီးမားဆုံးချိန်ချောက်မှုတစ်ခက်ပဲ့တင်ထပ်နေပြီးအစ္စရေးရဲ့စည်ရေးဖြူဟာမှုတွေကိုအိတ်မပြောသေးတဲ့အကြောင်းရင်းဖြစ်လာခဲ့ပါပြီ။ တကယ်တော့ရုရှားရဲ့ဒီလက်နက်ဟာအမျိုးအစားတစ်ခုတည်းနဲ့ရပ်တန့်နေတာမဟုတ်ပါဘူး။ပတူညီတဲ့စစ်စစ်ရဲတွေကိုပစ်မှတ်ထားတဲ့မူကွဲနှစ်မျိုးရှိနေပါတယ်။အဲ့ဒါတွေကတော့ Krasuka 2နဲ့ Krasuka 4ပါပဲ။ဒီနှစ်မျိုးလုံးသာတကယ်တမ်းအီရန်လက်ထဲရောက်ရှိနေပြီးအသုံးပြုနိုင်ပြီဆိုရင် Israel ဟာသူတို့ရဲ့တိုက်ခိုက်ရေးအစီအစဉ်တိုင်းကိုအစကနေပြန်ပြီးတိတ်တိတ်ချာချာတွက်ချက်စဉ်းစားရတော့မှာဖြစ်ပါတယ်။ Krasuka 2ဟာဒီစနစ်ရဲ့အစောပိုင်း model ဖြစ်ပေမဲ့သူ့ရဲ့စွမ်းဆောင်ရည်နဲ့ထိရောက်မှုကိုလုံးဝအထင်သေးလို့မရပါဘူး။ဒီစနစ်ကိုအထူးသဖြင့် ရန်သူရဲ့လေကြောင်းကြိုတင်သတိပေးနဲ့ထိန်းချုပ်ရေးလေရင် Elbow Warning and Control System တွေကိုပြင်မှတ်ထားချိန်မုံမှုဒီဇိုင်းထုတ်ထားတာပါ AWACS ဆိုတာကခေမီလေတတိုင်းရဲ့မျက်စိနဲ့နားပါပဲဥပမာ American လို့ Boeing E3 Sentry လို့ဒါမှမဟုတ် Israel ကိုယ်တိုင်ရဲ့ ELM 2075 Falcon လို့လေယာဉ်မျိုးတွေပေါ့အကွာအဝေးကီလိုမီတာ250 135မိုင်အတွင်း Krasuka 2ဟာဒီ AWACS လေယာဉ်တွေရဲ့အရေးကြီးတဲ့ Radar စနစ်တွေကို လုံးဝကမောက်ကမဖြစ်သွားအောင် မျက်စိကန်းသွားအောင် လုပ်နိုင်ပါတယ်။ဒါရဲ့အဓိပ္ပာယ်ကတော့တီဟီရန်ဟာအစ္စရေးလက်ထက်ရဲ့အဓိကကြောရုပ်ဖြစ်တဲ့ AWACS လေယာဉ်တွေရဲ့စစ်ဆင်ရေးတွေကိုအကြီးအကျယ်နှောက်ယှက်နိုင်သွားပြီဆိုတာပါပဲ။ဒီလေယာဉ်တွေဟာအစ္စရေးရဲ့လေတောင်းစောင့်ကြည့်မှုနဲ့ထိန်းချုပ်ရေးအတွက်အသက်သွေးကြောဖြစ်ပါတယ်။သူတို့ရဲ့စွမ်းရည်ကြာဆင်းသွားတာနဲ့မျှအစ္စရေးလက်ထက်တစ်ခုလုံးရဲ့လှုပ်ဆောင်ချက်တွေရပ်တန့်သွားနိုင်ပါတယ်။ဒါအပြင် Krasuka 2ဟာရန်သူရဲ့ပယ်ဒိန်းတုံးကြီးတွေရဲ့ရေဒါတွေကိုပါကမောက်ကမဖြစ်အောင်လုပ်နိုင်စွမ်းရှိပါသေးတယ်။ ဆိုလိုတာကသူဟာရက်နေတဲ့အဆောက်အအုံတွေကိုကာဝယ်ပေးနိုင်ုံနဲ့မကပဲလှုပ်ရှားနေတဲ့ပြစ်မှတ်တွေဥပမာအီရန်ရဲ့တာတိုပြစ် ballistic ဒုံးကြီးတွေကိုတောင်ရန်သူကထောက်လန်းမိဖို့ခတ်ခဲသွားအောင်ကာဝယ်ပေးနိုင်ပါတယ်။တနည်းအားဖြင့်အစ္စရေးဟာအီရန်ရဲ့အရေးကြီးတဲ့စစ်ရေးပိုင်ဆိုင်မှုတွေကိုခြေရာခံဖို့ပြစ်မှတ်သတ်မှတ်ဖို့ပြစ်ခတ်ဖို့အလွန်ခတ်ခဲသွားပါလိမ့်မယ်။ခရာဆူဂါတူဘလို့အလုပ်လုပ်တယ်လဲ။ဒီစနစ်ဟာပထမဆုံးအနေနဲ့ရန်သူရေဒါရဲ့ချက်ပြလှိုင်းမျိုးစားကိုတိကျစွာထောက်လှမ်းလိုက်ပါတယ်။ ပြီးတာလေအဲ့ဒီ line ကိုတုံ့ပြန်ဖို့အတွက်အလွန်ပြင်းထန်တဲ့ intelligent jamming radiation ကို ထုတ်လွှင့်လိုက်ပါတယ်။ရန်သူ radar ဟာလုံးဝရှုပ်ထွေးသွားမယ်။လေယာဉ်တွေပြတ်မှတ်ပျောက်သွားမယ်။တိကျတဲ့လက်နက်တွေထိန်းချုပ်လို့မရတော့ပါဘူး။ရလအနေနဲ့ရန်သူရဲ့လေကြောင်းစစ်ဆင်ရေးတော်တော်များများဟာမဆတင်ခင်မှာပဲရက်ဆိုင်သွားရပါတော့တယ်။ Krasuka ဒုကိုကျော်လွန်ပြီးပို့ပြီးခင်မိတဲ့ပို့ပြီးအစွမ်းထက်တဲ့မူကွဲကရောဘလိုမျိုးအန်တရယ်ပေးနိုင်တယ်လဲ။ဒါကတော့ Krasuka 4ပါပဲ။သူဟာအလွန်အဆင်မြင့်တဲ့ version ဖြစ်ပြီး ်လေးလာသူအများပြားကအစ္စရေးကိုတိုက်ခိုက်ရေးမစခင်နှစ်ခါပြန်စင်းစားသွားသည်မယ်စနေလို့ယုံကြည်ထားကြပါတယ်ကရာဆူဂါ4ဟာဘိန်းလေးစုံတက်ရင်ပေါ်မှာတင်ဆောင်ထားတဲ့လက်နက်တစ်ခုဖြစ်ပါတယ်သူကအများအပြားမဟာဗျူဟာကျတဲ့နေရာတွေအထူးသဖြင့်ရန်သူရဲ့ထောင်လန်းရေးလင်ရင်တွေတရှိုဂျိုရုတွေအနီးကပ်စောင့်ကြည့်နေတဲ့နေရာတွေမှာခြားထားလေးရှိပါတယ်သူရဲ့လှိုင်းတင်ကျနှောက်ရှက်နိုင်တဲ့ကြောင့်ကရာဆူဂါ4ဟာတာမန်လေးရင်များအပြင်အရေးကြီးပြစ်မှတ်များကိုပါတိုက်ခိုက်နိုင်ပါတယ်ရန်သူတိုက်လေရင်တွေရဲ့ရေဒါတွေကိုကမောက်ကမဖြစ်စေနိုင်ပါတယ် ထောင်လန်းရေးဒရုန်းတွေကိုမျက်စိကန်းစေနိုင်ပါတယ်။ပတ်လန်းနိုင်ဂျူတူတွေကိုပါနှောက်ရှက်နိုင်ပါတယ်။နေတိုးလေရင်တွေကိုခြေရခံနိုင်ပြီးရန်သူနိုင်ငံရဲ့မြေပြင်ရေဒါတွေကိုပါပစ်မှတ်ထားတိုက်ခိုက်နိုင်ပါတယ်။ဒါကြောင့်မလို့ဒီစနစ်ကိုအနောက်အုပ်စုရဲ့မျက်စိနဲ့နားတွေကိုဖျက်ဆီးသူလို့တောင်တင်စားခေါ်ဝေါ်ကြတာပါ။သူ့ရဲ့စွမ်းဆောင်ရည်ကဒီမှာပဲမရက်သေးပါဘူး။ကရာဆူကာဖိုးမှာပါဝင်တဲ့နီးပညာတွေဟာရန်သူလေယာဉ်ပေါ်မှာတက်ဆင်ထားတဲ့စနစ် on board system တွေကိုပါတိုက်ခိုက်နိုင်ပါတယ်။ဒါဟာလေယာဉ်မှုတွေအတွက်အရေးကြီးတဲ့လုံဆောင်ချက်တွေကိုပျက်စီးစေပြီ လေရင်ကိုအကာအကွယ်မဲ့အခြေအနေနဲ့ပြန်တန်းနေရအောင်ဖိအားပေးနိုင်ပါတယ်။အဲဒီခါမှာအီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေအတွက်လွယ်ကူတဲ့ပြစ်မှတ်ဖြစ်သွားပါတော့တယ်။ခရာဆူကာ4ရဲ့ကျိုးတက်ရောက်မှုကွာဝေးကကီလိုမီတာ300 186မိုင်အထိရှိပါတယ်။ဒါဟာခရာဆူကာ2ထက်တောင်ကီလိုမီတာ90ပိုကျဲပြန့်လာကိုတွေ့ရပါတယ်။ဒါကြောင့်ခရာဆူကာ4ရဲ့ဩဇာလွှမ်းမိုးမှုဧရိယာဟာပိုကျဲလာတယ်။ပိုပြီးကြောက်စရာကောင်းလာတယ်။ရန်သူပေါ်ဖိအားပေးနိုင်မှုပိုများလာပါတယ်။ ကရာဆူကာ2နဲ့ကရာဆူကာ4တို့ပေါင်းဆက်လိုက်မယ်ဆိုရင်အီရန်ဟာတမယ်ရိုးကြလက်နက်တွေပိုင်ဆိုင်ရုံနဲ့မဟုတ်တော့ပါဘူး။သူတို့မှာရေဒါတွေကိုမျက်စိကန်းစေနိုင်တဲ့စစ်သက်ရေးတွေကိုပြတ်တောက်စေနိုင်တဲ့ရန်သူလေရင်တွေကိုတိုက်ပွဲမဆခင်မှာရင်နောက်ပြန်ဆုတ်သွားအောင်ဖိအားပေးနိုင်တဲ့အဆင့်မြင့်ဤပညာဒိုင်းကကြီးတခုကိုပိုင်ဆိုင်သွားမှာဖြစ်ပါတယ်။အရှိလေပိုင်းရဲ့စစ်ရေးတင်းမာမှုတွေဟာအထုတ်ထိတ်ကိုရောက်ရှိလာပါပြီ။တစ်ချိန်လုံးသူတို့ရဲ့နောက်ဆုံးပေါ်တိုက်လေရင်ဤပညာတွေနဲ့စစ်ရေးအသာစီးကိုရယူထားပြီးမန်မာနာထောင်လွှားခဲ့တဲ့အစ္စရေးဟာ အခုအီရန်လက်ထက်ရောက်ရှိသွားတဲ့ရုရှားရဲ့လျှက်စစ်စစ်ဆင်ရေးစနစ်တွေရဲ့ကြီးမားတဲ့ချိန်ချောက်မှုကိုရင်ဆိုင်နေရပါပြီ။မေးစရာရှိတာကအစ္စရေးရဲ့ဖိုးတန်လက်နက်တိုက်ထဲကအဓိကလက်နက်တွေဖြစ်တဲ့ F35 Adel ကိုပျောက်တိုက်လေယာဉ်တွေ AWACS လေယာဉ်တွေ Iron Dome တန်ကွန်ချလေကြောင်းရန်ကာကွယ်ရေးစနစ်တွေဒါတွေအားလုံးဟာဒီ Krasuka နဲ့ရင်ဆိုင်တွေ့ရတဲ့အခါမှာပုံမှန်တိုင်းထိတိယောက်ယောက်အလုပ်လုပ်နိုင်ပါအောင်မလားဒီမေးခွန်းရဲ့အဖြေကအစ္စရေးရဲ့လေကြောင်းစုမှုမှုတမိုင်းကိုအပီးတိုင်ပြောင်းလဲသွားစေနိုင်ပါတယ် F35 အတဲဟာအစ္စရေးရဲ့လေကြောင်းစုံမမှုရဲ့အဓိကပြယုံဖြစ်ပါတယ်။ဒီပြင်စမမျိုးဆက်ကိုပြောက်တိုက်လေရင်ဟာသူ့ရဲ့အလွန်အဆင့်မြင့်တဲ့စနစ်များဖြစ်တဲ့ AESA Radar ပေါင်းစပ်အာယုံခံကရိယာတွေအဆင့်မြင့်ဆက်သွယ်ရေးစနစ်တွေပေါ်မှာအဓိကမှီခိုပြီးရန်သူကိုခြေမုံတာပါ။သူ့ရဲ့စွမ်းစားကမေကွန်ထုတ်စရာမရှိပါဘူး။တို့တော့ညာလေခရာဆူခါရဲ့အပြင်းနဲ့ဂျမ်းမင်းလှိုင်းလုံးနေတဲ့တွေ့ရခါ F35 ရဲ့ digital စနစ်တစ်ခုလုံးကမောက်ကမဖြစ်သွားနိုင်တဲ့အန္တရာယ်ရှိပါတယ်။သူ့ရဲ့ radar မျက်စိကန်းသွားပါမယ်။ လေရင်ရဲ့ data link တွေပြတ်တောက်သွားပါမယ်။လေရင်မှုရဲ့ပတ်ဝန်းကျင်အခြေအနေကိုသိမြင်နိုင်စွမ်းလေထဲမှာပျောက်ဆုံးသွားပါလိမ့်မယ်။အဲဒီလိုအခြေအနေမျိုးမှာ F35 ဟာတားရဲမဟုတ်တော့ပါဘူး။သူဟာရန်သူရဲ့ကာဝေးရေးစနစ်တွေအတွက်လမ်းပြောင်နေတဲ့ငှက်တကောင်လိုအလွယ်တကူပြစ်ချနိုင်တဲ့ပြစ်မှတ်တစ်ခုဖြစ်သွားပါလိမ့်မယ်။ဒါဆိုရင်အီရန်ရဲ့တာမန်လေကြောင်းရန်ကာဝေးရေးစနစ်တွေကတော့ဒီလေရင်ကိုအလွယ်တကူပြစ်ချနိုင်မယ့်အခွင့်အရေးများစွာရှိလာပါတော့တယ်။ Israel ဟာသူတို့ရဲ့ Boeing 707 RAM နဲ့ Gulfstream G550 EDM AWACS လေယာဉ်တွေကိုတပ်ဖွဲ့တွေရဲ့မျက်စိနဲ့နားအဖြစ်အမြဲတမ်းအားကိုးခဲ့ပါတယ်။ဒီလေယာဉ်တွေဟာကောင်းကင်ယံမှာပြန်တန်းရင်ရန်သူလှုပ်ရှားမှုတွေကိုအဝေးကနေထောက်လှမ်းပေးပြီးတိုက်ခိုက်ရေးလေယာဉ်တွေကိုလမ်းညွှန်ပေးတဲ့အဓိကကုတ်ကဲရေးဗဟိုချက်မှဖြစ်ပါတယ်။ဒါပေမဲ့ Krasuka ရဲ့ရောက်ရှိလာမှုဟာဒီအဖိုးတန် AWACS လေယာဉ်တွေအတွက်အိမ်မက်ဆိုးတစ်ခုပါပဲ။အဝေးကရေဒါတွေကိုပါကမောက်ကမဖြစ်အောင်လုံနိုင်တဲ့စွမ်းရည်ကြောင့် Krasuka ဟာ Israel AWACS တွေကိုအမှောင်ထဲမှာပြန်တန်းနေရတယ်လို့ လုံးဝအလုံးမဖြစ်တော့အောင်ဖန်တီးနိုင်ပါတယ်။ရန်သူတပ်တွေရဲ့လှုပ်ရှားမှုကိုမထောက်လှမ်းနိုင်တော့ပါဘူး။ကိုယ့်ရဲ့လေကြောင်းဆက်ဆင်ရေးတွေကိုမထိန်းချုပ်နိုင်တော့ပါဘူး။ဆိုလိုတာကတော့ Israel ရဲ့လေကြောင်းကုတ်ကဲမှုစနစ်တစ်ခုလုံးဟာမင်းနဲ့ပိုင်းအတွင်းလုံးဝပြတ်တောက်သွားနိုင်ပါတယ်။ထိန်းချုပ်မှုကင်းမဲ့သွားတဲ့လေရင်တွေဟာစစ်မြေပြင်မှာအလွယ်တကူကျဆုံးနိုင်ပါတယ်။ Israel ဟာထောင်လန်းရေးနဲ့တိကျတဲ့တိုက်ခိုက်မှုတွေအတွက် Hiram နဲ့ Orbit Hamas လို့အစစ်မြေ drone တွေကိုအမြဲတမ်းအသုံးပြုနေရှိပါတယ်။ဒါပေမဲ့ Krasuka ရဲ့ electronics နဲ့စွမ်းစွမ်းအားကြီးအတွက်တော့ ဒီ drone တွေဟာလွယ်တကူချိုးဖြတ်ပြစ်နိုင်တဲ့အယုတ်ကလေးတွေသာဖြစ်သွားပါတော့တယ်။ဒါအပြင် Israel ရဲ့အား900ရာသုံးအကြောက်ရာသုံးဖြစ်တဲ့ radar လမ်းညွှန်ပဲ့ထိန်တုံးကြီးတွေကပစ်မှတ်ကို lock လုပ်လို့မရတော့ဘဲပစ်မှတ်လွဲချော်သွားနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ Krasuka ရဲ့လျှက်စစ်တမ်းလိုက်နှောက်ယှက်မှုဟာတုံးကြီးရဲ့လမ်းညွှန်စနစ်ကိုတိတ်တဆိတ်ဖျက်ဆီးပစ်နိုင်လို့ပါပဲ။တိကျမှုကိုအား900ရာတဲ့ခေတ်မီစစ်ပွဲမှာအီရန်ဟာလျှက်စစ်စစ်စင်ရေးနည်းပညာနဲ့ Israel ရဲ့အဓိကလက်နက်တွေကိုအစွဲချိုးပစ်နိုင်တဲ့အနေအထားကိုရောက်ရှိသွားပါပြီ။ ပို့ပြီးတုံ့နှုတ်စရာကောင်းတာကတော့အစ္စရေးရဲ့အားအကိုရသောကဘာကအတိမတ်ပြူထားတဲ့ဂုံယူရသောကာကွယ်ရေးစနစ်ဖြစ်တဲ့ Iron Dome တန်ကွန်ချပါပဲဒီကာကွယ်ရေးစနစ်ဟာတော့ဒီခရာစုခါရဲ့ဒဏ်ကြောင်ကမောက်ကမဖြစ်သွားနိုင်ခြေရှိနေပြန်ပါတယ် Iron Dome ရဲ့ရန်သူဒုံးကြီးကိုထောက်လန်းတဲ့ Radar စနစ်တွေကြားဖြတ်ဟန်တာတဲ့ဒုံးမြန်တွေဟာပြက်စစ်တန်လိုက်ဂျိန်ထုံးတွေရဲ့အပေါ်မှာအခြေခံပြီးအလုပ်လုပ်တာပါခရာစုခါရဲ့အားပြင်းတဲ့လှိုင်းလုံးတွေကဒီဂျိန်ထုံးတွေကိုနှောက်ရှက်လိုက်မယ်ဆိုရင်အရင်ကအကာအကွယ်ပေးနိုင်ခဲ့တဲ့ရန်သူဒုံးကြီးတွေဟာ အိုင်ရွန်ဒုံရဲ့ဒိုင်းကာကိုကျော်လွှားပြီးပြစ်မှတ်ကိုတဲ့တဲ့ထိမှန်သွားနိုင်ပါတယ်။ဒါဟာအစ္စရေးနိုင်ငံရဲ့ပြည်သူလူထုလုံခြုံရေးအတွက်ပါကြီးမားသောစိုးရိမ်ပူပန်မှုကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဂရာဆူခါရဲ့စွမ်းဆောင်ရည်ဟာဆောင်ရွက်ပေါ်ကရေးဆွဲထားတဲ့ theory သက်သက်မဟုတ်တော့ပါဘူး။ဒီစနစ်ရဲ့ထိရောက်မှုနဲ့စွမ်းထပ်ပုံကိုကမ္ဘာအဆင့်မြေပြင်တွေကတတ်သိပြခဲ့ပြီးဖြစ်ပါတယ်။စီးရီးယားနိုင်ငံဟာဒီစနစ်ကိုအသုံးပြုခဲ့ပြီးအမေရိကန်ရဲ့ထောင်လန်းရေး drone တွေကိုအောင်မြင်စွာကပောက်ကမဖြစ်အောင်လုပ်နိုင်ခဲ့တဲ့စစ်ရေးမှတ်တမ်းများရှိခဲ့ပါတယ်။ယူကရိန်းအဆင့်မြေပြင်မှာလည်းဒီစနစ်ဟာ KF မြို့ရဲ့ drone တိုက်ခိုက်မှုတွေကိုတံပြန်ဖို့အတွက်ရုရှားရဲ့လျှို့ဝှက်လက်နက်တွေကတခုဖြစ်ခဲ့ကြောင်းလက်တွေ့ကျကျသက်သေပြခဲ့ပြီးပါပြီ။ဒါကြောင့်မလို့ခရာဆူခါရဲ့စွမ်းဆောင်ရည်ကိုနိုင်ငံတကာကစည်ရေးကျွမ်းကျင်သူအများပြားကအလေးထားရတဲ့အခြေအနေကိုရောက်ရှိနေပြီဖြစ်ပါတယ်။အခုခါမှာအယ်ဂျီးရီးယားကနေဗီယက်နမ်အထိနိုင်ငံတော်တော်များများဟာဒီစနစ်ကိုဝယ်ယူဖို့တန်းစီနေကြတာဟာလည်းအံ့ဩစရာမဟုတ်တော့ပါဘူး။ဒါကြောင့်နောက်ဆုံးကောက်ချက်ချဆွဲရရင်အီရန်လက်ထက်မှာခရာဆူခါရှိနေပြီဆိုရင်အစ္စရေးဟာတမန်ရိုးကြလက်နက်တွေနဲ့ရင်ဆိုင်ုံနေမှာမဟုတ်တော့ပါဘူး။ သူတို့ဟာသူတို့ရဲ့စည်ရေးကုန်တိတ်ခါသူတို့ရဲ့ဤပညာအသာစီးမှုတွေကိုအတွင်းပိုင်းကနေလုံးဝအဆက်အသွယ်ပြတ်တောက်သွားနိုင်တဲ့ချိန်ချောက်မှုကြီးတစ်ခုနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ကြည်စံတရောင်းမှမပြစ်ဖဲနဲ့ကြီးမားတဲ့စည်ရေးအောင်ပွဲကိုရယူနိုင်မဲ့အခြေအနေမျိုးဟာအရှိလေပိုင်းရဲ့စည်ရေးဟန်ချက်ကိုအပီးတိုင်ပြောင်းလဲသွားစေနိုင်ပါတယ်လို့သုံးသပ်ရင်းဤကုန်ချုပ်လိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။